ဘုဒ္ဓဘုဒ္ဓနာသနာဟုတ်တာမဟုတ်တာသူမသိဘူးခေါ်သလားနော်အဲ့တော့ဓမ္မဟုတ်ရှင်မျိုးတဲ့မကောင်းတဲ့သတင်းတွေပြန်ပြီးတော့ဒီလိုဒီလိုတွေများလာပြီလဲဆိုရောဒိဋ္ဌိတွေကသူတို့မွေးထားတဲ့ပရပိမလေးကိုညသကောင်ညာတိတ်တဆိတ်သူတို့ကိုယ်တိုင်တတ်ကြတယ်။တတ်ပြီးတော့မှဇေရဝံကျောင်းဘေးက အမိုက်ပုံမှာပြုတ်ကြတယ်တဲ့ပြိသက်အဲ့တော့မှသူတို့ရဲ့ပြပိုင်မလေးပျောက်ဆုံးတယ်ဘယ်ရဲ့နန်းတော်သွားတိုက်ဘင်းကြီးကမေးတယ်ဘယ်နေရာမင်းတို့သံတရားဖြစ်တယ်လဲပြောတော့လွယ်သွားပြီဘယ်နေရာသံတရားဖြစ်ကျောင်းတိုက်တဲ့ဇေတော်ကျောင်းတိုက်ကိုညဝင်မနဲ့ထွက် လုံနေတာဆိုတော့တမျိုးလုံးရဲ့သံတရားကဘယ်ပေါ်ရောက် သံတရားကိုဖန်ဆင်းပြီးတော့နော် သာသနာကိုနှုတ်ရှက်ပြီးတာဒါလက်စားတဲ့ကိစ္စပဲနော်ပာမန်လေးမအောင်မင်းနဲ့သာသနာတော်ကနှုတ်ရှက်ပြီးတာဒီတန်းပြီးပြစ်တာဒီသာသနာကိုမှဒုက္ခပေးတာတွေကဒီလက်စားတဲ့ကိစ္စတွေအများကြီးပါဘာဂတိလဲမောဟာဂတိလို့ဘုန်းကြီးတို့ကဒီမှာပြောထား စန္ဒာဂတိတို့ဒေါသဂတိတို့ဘယဂတိတို့နဲ့ပတ်သက်တဲ့စတိုရီတွေနောက်ပွဲတွေမှာဘုန်းကြီးတို့စာကြည့်နိုင်ရင်ဟောတော့ဒီနေ့တော့ဒါပဲပြောခုနကလူကြီးတယောက်ကတောင်းပန်လို့ပါဘုန်းကြီးကစာကြည့်လိုက်ရတော့မောလို့မနေ့ကိုရှားယူတာစာဖတ်ချင်းကြည့်ချင်းကလည်းမရအဲ့တော့နောက်ဆုံးတော့ဘာဖြစ်လဲဇေရဝန္တန်တည်းရရှိတယ်ဒါဆိုရှံကြဟိ ဗရဲ့နန်းတော်ကနေအာနာသားတွေလွတ်လိုက်တယ်ရှေးကတော့အာနာသားခေါ်တယ်ပကွက်သားခေါ်လားဘာခေါ်လားနော်ဒီကနေ့ခေတ်လို့ဆိုရင်ရဲတွေပေါ့ဗျာပါရှာ냐ဟိလဲဆိုရောအလောင်းပဲမှာတွေ့ရေတော်ចောင်းပေါ့ဘကအမိုက်ပုံမှာသွားတွေ့အာဒါဆိုရင်ဘယ်သူတတ်တာလဲတကြောင်လုံးဆွဆွဲခံရပြီဘုရားသားတော်တွေသံဃာတော်တွေပြိဿရေခေါင်းမဖွင့်ရဘူး မျိုးရဲဆွမ်းကမထွက်ရရဘူးရှက်လွန်လို့ဘုဒ္ဓဇင်နဲ့သောတာပန်ပေါ့ဘုဒ္ဓဇင်သောတာပန်သက္ကရာကံအတိရှက်လွန်လို့ဆွမ်းကမထွက်ရကောသလဘယင်ရဲ့လွတ်ွက်တည်ဘုန်းကြီးတို့ပြိဿာကောသလဘယင်ရဲ့လက်စားရပြစ်မှုเนาะအဲ့တော့လက်စားရပြစ်မှုကဘလောက်ထိကြီးကျယ်တယ်လဲအဖြစ်ထွက်သွားတယ် မြတ်စွာဘုရားကဒါမှဆွတ်ဆွဲတဲ့အထိလက်စားတဲ့ပြမှုတွေကမပြည့်လဲကြီးကျယ်ဘုရားကဒါမြတ်ကဒီလိုဆွတ်ဆွဲတယ်ဆိုတဲ့ပြမှုတွေကဘယ်အထိမကောင်းကျိုးပေးမှလဲပရိသတ်ကြီးစဉ်းစားအဝိဇ္ဇိအထိမကောင်းကျိုးပေးမယ်ဘာဂတိမောဟဂတိသန္တဂတိဒေါသဂတိပယံဂတိမောဟဂတိအင်္ဂရိတ္တိရ၄ပါးမှာဒီစတိုရီဟာ မောဟဂတိအတွက်ဘုန်းကြီးတို့အလျော်ညီဆုံးစတိုရီပဲလို့ဘုန်းကြီးတို့ဒီလိုယူဆပြီးတော့ဒါလေးကိုဒီကနေ့တောက်တန်နဲ့ဒီစတိုရီနဲ့တွဲဆပ်ပြီးတော့တင်ပြအမှုကဘယ်လိုအပိသတ်သွားသလဲမင်းကြီးရေရုပ်လောင်းတွေ့ပြီဘယ်မှာတွေ့လဲဇေရွန်ကျောင်းဘဝမှာတွေ့တယ်အဲ့ဒါဆိုရည်ဒီကျောင်းထဲကဘုန်းကြီးတွေတခါလေလွန်ကျူးပြီးတော့သတ်ကြရနေမှာပဲရုပ်အလောင်း ထန်းစင်တဲ့ထန်းမျိုးတဲ့လှဲ့กว่าဘသူလောက်ကွန်ဒလမင်းအမိတ်ပေးတယ်ဘုန်းကြီးတို့ပြိသတ်ရေနော်ဟာတန်ဃာတို့ဒီပြိသတ်ရေမထွက်ရဘူးရှင်အနန္ဒစိတ်ပြဲ့လွန်းလို့ဘုရားကိုအကျဉ်းချင်းလျှောက်တယ်တန်ဝတိမနေကြပါစို့နဲ့သွားကြပါစို့ဘုရားအဲ့ဒါရောက် ကပရိဗုဒ္ဓသတိသံသင်္ကာလသတိသကိုမြတ်စွာဘုရားပြောတယ်။ယတကောကပတိဗုဒ္ဓအရိယသာဝကောသတဝိဓာနေဟိပပကမ္မနာကရောတိကပရိဗုဒ္ဓသင်္ကာလသတိသအရိယသာဝကောအရိယသူတော်ကောင်းရဲ့တပည့်တွေဟာ သတ္တရီ၄ပါးကောင်းသောသသတုဟိတဏိ၄ပါးသော အကြောင်းတို့ဖြင့်ပါပကံမှယုံပါတဲ့ဒီလိုအမှုမျိုးတွေကိုနဂတမမပြုတ်တိုက်ဘူးသန္တာကတိကိစ္ဆန္တပါပကံမနဂရောတိသန္တာကတိကိစ္ဆန္တသန္တာကတိသို့လင်းလိုက်သန္တာကတိသို့လမ်း၍လည်းပဲပါပကံမှယုံပါတဲ့အမှုကိုနဂတမမပြုတ်သင့်ဘူး ဒေါသကတိကိစ္ဆံတော်ဒေါသကတိသို့လဲ၍လည်းပဲပါပကံမှာယုံမာတဲ့မှုတွေကိုနတ်ကတ္တဗံမပြုသင့်ဘူးမောဟကတိကိစ္ဆဘယကတိကိစ္ဆံတော်ဘယကတိသို့ရောက်၍လည်းပဲပါပကံမှာယုံမာတဲ့မှုတွေကိုနတ်ကတ္တဗံမပြုသင့်ဘူးမောဟကတိကိစ္ဆံတော်လေးချက်မသိတဲ့မောဟနော်ပရိသတ်ရေပြန်ကောက်လိုက်ပါတယ်လေတစ်က ကတ္တပါကတ္တပါနာသနာတိလှုပ်ထိုက်သလားမလှုပ်ထိုက်သလားဆိုတာကိုသူမသိဘူးပါပပုံညာနာသနာတိကောင်းလားမကောင်းလားသူမသိဘူးနောက်ပြီးတော့အဋ္ဌာနာဌာနာသနာတိအကျိုးရှိလားကျိုးမဲ့လားသူမသိဘူးနောက်ပြီးတော့ဘူတံဘူတံနာသနာတိဟုတ်မှန်ရဲ့လားမဟုတ်မှန်ရဲ့လားသူမသိဘူးအဲ့ဒီ၄ချက်မသိတဲ့ပုဂ္ဂိုလ်ကိုဘာလို့ခေါ်လဲ မောဟဂတိကိစ္ဆံတောမောဟဂတိတော်ရောက်ပြီးတော့ပါပာဏိကမ္မဏိယုံမှတဲ့အမှုတွေကိုနာဂတဗမပြုသင်ဘူးရဲ့လို့သာဒါနလူတို့ဆရာမြတ်စွာဘုရားကိုရောမြတ်ကအဝါစာကရုဏာရှိဓမ္မတာအဖြစ်မိန်ကြားတော်မူခဲ့ပါပဲတည်းဤကောင်းကတော့ဘာပြောမလဲလို့ဆိုတော့ပြိဿရေ ိဋ္ဌိတွေကခိုင်းထားတဲ့လူသားသမားတွေပိုက်ဆံဝေကြတာအဝေမတဲ့တော့အဲ့ဒီမှာပေါ်သွားတာပေါ်သွားတော့ကောသလဘယင်ကအကင်းဒီအဋ္ဌိတော့ငါဆက်လက်ပြီးတော့ဖုံးကွယ်လို့မဖြစ်တော့ဘူးဆိုပြီးတော့လူသားသမားတွေအကုန်လုံးဘယင်ကအလုံးသေးတံပေးပလိုက်နေကောင်းကဗာနဲ့ချုပ်ရှင်တယ်လဲဆိုတော့အဲ့ဒီကောသလရှင်ဘယင်နော် တခုသောຫນွေရသည်မြတ်စွာဘုရားကိုတော်မြတ်တော်ကြောင်လေးတခုမှာအပူခိုးပြီးတော့တပါးဒီဒီကင်းအောင်လို့နေနေတော့ဘုရားဖူးတရားနာဆိုပြီးတော့သူထွက်တယ်ဘာတော်ဝိရတုပစေတူကြီးကဒီကကာရယနာ သာရဝေရူပကိုစေတူကြီးကို အမိန်ပေးစေတ္တကြီးဆင်မြင့်ယထခြေလျင်တက်လေးတာအစင်သင်ပြင်ငါတော်ကြောင့်သာဘုရားရှိတဲ့နေရာတရားနာမလို့မေတာလူပဆိုတဲ့တော်ကြောင့်လေးထဲမှာဘုရားနှွေရသည်အပူခိုးနေတာဘုရင်ကြီးတရားနာမလို့သွားတတော်လုံးစေတ္တကြီးလေးခုချအစင်တက်ပြင်းတဲ့ယထတာခြေလျင်တက် ကြပါဝရောက်တော့ဘယင်ကြီးကအေးငါသားဝိရဒုပမင်းလည်းလိုက်မလားတဲ့ငါတယောက်တည်းတရားနာမင်းတို့ပြင်ပြကလုံကျော်ရေးတာဝန်ယူစေသူကြီးနဲ့သားတော်ကိုကြောင်းဘဝအဆောင်ဆိုထားပြခဲ့ပြီးတော့သူကကြောင်းနဲ့ဝင်တရားနာတာမင်းမြောက်တစား၅ပါးကိုချွတ်ပြီးတော့ဒီကအဲသားတော်ဝိရဒုပကိုပေးထားခဲ့ ဘုရားစီတရားနာသွားတာရိုးရိုးသေးသေးတရားနာရအောင်အစင်းတန်စာတွေချွတ်လိုက်မင်းမြောက်တစား၅ပါးချွတ်ဝိရရူပပေးထားခဲ့တရားတဲ့ဝင်သွားတရားနာမန္တဒုဗ္ဗုဒ္ဓိကဘဝနီကုံချုပ်တဲ့အသည့်ပဲထုံထိုင်းဖြင့်အားတဲ့အကြောင်းဟာနော်ဘဝနီကုံချုပ်တဲ့ဒီသူကိုယ်တိုင်ခံရ ဘာဖြစ်တယ်လဲလို့ဆိုတော့ဝိရရူပကလည်းပဲငါဖေကသက်ရှိတကွာအဖေသိအောင်ရှောင်းပြီးတော့မှဘယင်လုံးကမှာကို ရှိကဘယင်စနစ်ကဒီကနေ့ခေတ်လို့၄နှစ်တည်းချင်း၅နှစ်တည်းချင်းနေမှမဟုတ်ပဲဘယင်အဖေဘယင်မသိမချင်းသားတွေကရှောင်းရတယ်မရှောင်းနိုင်တဲ့သားကဖေသတ်ပြီးတော့နန်းလူတာပဲသမိုင်းတိုင်းမှာဒါရှိတယ်မို့လားမင်းတုံးတုံးလောက်ကြခံရသေးတယ်လေမြင်ကုန်းနဲ့မြင်ခုန်တယ်တို့လောက်ကြတာ မိဖုရားများတာကအဲ့ဒါအကြောင်းတစ်ပါးပဲအဲ့တော့ဘာဖြစ်တုံးလို့ဆိုတော့ဝိရိဓုပါကလည်းဘယင်လှုပ်ရှင်တယ်အဖေကလည်းသက်ရှိတယ်အဖေကြီးဘုရားစီသွားတရားနာနေတုံးလက်ထဲမှာဘာရထားမင်းမျိုးတကား၅ပါးကိုဖေကပေးထားခဲ့ပြီလေအဲ့ဒါမျိုး ပြောတာ သခိုးဒယုကန်းဆိုဘယင်လှုပ်ရှင်နေတဲ့မင်းသားလက်ထဲကိုဘာထည့်ခဲ့ ပြီးပြီပေါ့ဗျာအဘိသေသုံးဖို့ပဲကြံတော့ဘယင်ကြီးတရားနာနေတဲ့ဝိရတုပကစေတ္တအမိန်ပြီးအကောင့်တရုပ်ပြန်กว่าစေတ္တကြီး၄ပါးစင်တမြေရယထတ္တခြင်းလင်းတဲ့တက်ကြီး၄ပါးရုပ်ပြီးတော့ရွှေတန်းတော်ပြန်ဟေ့ဒီကကာရယနာမင်းငါအမိန်နားထောင်ငါအာနာသိမ့်မယ်ကျောင်းဘဝမှာ မြင်းကလေးတစ်ကောင်နဲ့ကြွန်မလေးတစ်ယောက်ထပစ်ခဲ့တယ်။ဒါလေးကသက်သာရသွားတာ။ဟဲ့ကြွန်မပြောငါ့ဖေထွက်လာလို့ရှိရင်မြင်းစီမင်းကနောက်ကလိုက်ကောသလတိုင်းကနေထွက်တိုင်းပြည်ကထွက်ကောသလတိုင်းထဲမှာမနေနဲ့ငါ့ဖေမနေစေနဲ့ဘသူအမိတ်ပေးကသာဝိရူပခံရပြီနော် ညဇောဘုရားကိုဒုက္ခပေးတဲ့ရှင်မယင်ခံရပြီမို့လားတိုင်းပြည်ကထွက်ဆိုတော့တော်ချုံးလက်ဘုရင်ကြီးတရားနာပြီးတော့ထွက်လဲလာရောเจ้าဘဝသားလည်းမတွေ့ဘူးစစ်တပ်ကြီးလည်းမတွေ့ဘူးဘာပဲတွေ့လဲမြင်းလေးတကောင်နဲ့ကျွန်မလေးတယောက်တွေ့တယ်ဝိရဒုဘကရှင်နန်းတော်ပြန်သွားအဖေပေးခဲ့တဲ့ဘာလဲမိမိရဇာငါဘသူဟာသူဆွတ်ပြီးတော့ပလင်မော်တိတ်ပြီးတော့ငါရှင်မင်းဆိုကြီးညာတာပဲရှေးခေကအာနာသိမ့်သွားတာ ပေါ်သလားကထွက်လာဝမ်းနဲ့ပက်လေအနာလက်မဲ့ဖြစ်ပြီးတော့မြင်းကလေးစီကျွန်မတွေနောက်ကထားပြီးတော့ဘယ်တိုင်းပြီးကထွက်သူ့တိုင်းပြီးကောသလတိုင်းကနေထွက်ပြီးတော့ဘယ်သွားမသိဘူးမကရတတိုင်းသွားမကရတတိုင်းနဲ့ကောသလတိုင်းကဆက်မကရမအဲ့ဒီအချိန်ဘယင်ကအဇာရသဖြစ်နေပြီအဇာရသလည်းဖေးသပြီးတော့ဘယင်တက်လောက်ထားတာမဟုတ်လား ဇာရသက်ကဘယင်ဖြစ်နေတယ်ဇာရသက်ကသူတူကောသလရဲ့တူစိတ်စေတသိယုံနိဗ္ဗာန်ပါညာသင်းညို့အဘိဓမ္မာတွဲရတာလွယ်တယ်ဆွေမျိုးစတာတခါတခါသိက်ခက်ဇာရသက်နဲ့ကောသလဘယင်နဲ့တူအကြီးဘယ်လိုတော်လဲလို့ဆိုတော့ကောသလဘယင်ကြီးရဲ့နှမဝေရီဟီကိုအဇာရသက်ရဲ့အဖေဘိန်ဘိပါရကိုဆက်သထားတာ မင်းနဲ့ငါနဲ့ဘယ်တော့မှစစ်မတိုက်ကြစရန်ကွာငါနဲ့မှမင်းပေးပါလေဆိုလှုပ်ထားတာကောသလားအဲ့တော့ကောဘေဘိသာရမင်းနဲ့ဝေရီဟီတို့ကမွေးပြီးတော့ဘသူရဇာရသရအဲ့ဒါကြောင့်ငါတူလေးရှိသေးတယ်အာကိုရလောက်မယ်လို့ထင်ပြီးတော့သွားလိုက်တာသကောင်ကြော်မှမြို့ဘဝရောက်မြို့ဘဝရောက်တော့ ဘယင်ကပြုတ်သားနေတယ်ဘယင်စိတ်ကမကုံသေးဘူးလေအဲ့ဒါဘယင်ပြုတ်ကြီးကပြင်းပေါ်ကနေပြီးတော့တကားဆောင်နေတယ်မျိုးဆောင်တက်ကိုဟေးကောင်းနေတကားဖွင့်ဟောတာဝလန့်ကြည့်ဘောင်ကြီးမဲမဲမြင်းတကောင်နဲ့လူကြီးတယောက်ဝါဝဖိုင်မဲ့စပင်ပွဲဆုပ်ဖွားတယ်ဖယောဖယဲဖြစ်နေပြီသောကတွေရောက်လို့နော်ခဲ့လို့ပြော depression အကြီးကျယ်ဝင်နေတယ် မေးတယ်မင်းဘယ်သူလဲငါကောသနာမင်းกว่าတေချာကြည့်တယ်မဟုတ်တော့ပါဘူးဘယင်ယူယူနေတဲ့လူကြီးနေမှာပါတကားဖွဲ့မပေးကြဒေလေဒါဆိုလေမနေ့ချာမှာငါတူတယ်တွေ့မယ်ပေါ်ဆိုပြီးတော့အဲ့ဒီတကားဘောက်ကဇရက်ကလေးပေါ်မှာအိရတယ်တညလုံးကောသလရဲ့နောက်ဆုံးအခြေအနေနော် ဝေဒသိမ့်လန်းစားတဲ့ဘယင်ရဲ့နောက်ဆုံးအခြေအနေနော်အဲ့ဒါကိုစလီဥပုံညာကရေးရစာတော်တော်နာတယ်ဘုန်းကြီးတို့ရွတ်ရမကောင်းဘူးအဲ့တော့ဘောဓရဘာဖြစ်တယ်လဲအဲ့ဒီဇယပြက်ပေါ်မှာလေးတဟူဟူမိုးတဖွဲဖွဲချင်းနေမဲ့တွေတဖြုတ်ဖြုတ်ကိုက်ပြီးတော့စိတ်ဓာတ်ကလည်း depression အကြီးကျယ်ဝင်ပြီးတော့ အာယုံမတက်ခင်ဇရက်ပြက်ပေါ်မှာတံတောင်းစားလီတက်ရောက်လို့သေသွားတယ်အဲ့ဒါတော့သောကန်ရောက်ပြီးတော့သေတဲ့ဘယင်ဟာနန်းရွာပဲစံမလားဘာစံမလဲဆိုတာပရိသတ်စဉ်းစားလို့ရတော့ဘောဟုတ်လားသောကန်နဲ့သေတဲ့ဘယင်ဟာနန်းရွာစံဖို့တော့မလွယ်ဘူးဒါပေမဲ့ဘယင်ဆိုတော့ပြောပေါ်ဗျာကောသရဘယင်ကြီးဇရက်ပြက်ပေါ်မှာနန်းရွာစံတော်မူတယ်ငိုမဲ့လူပဲနှစ်ယောက်ရှိတယ် ကျွန်မလေးတယောက်ပဲငိုတယ်ဒါပဲလက်ဆဲတဲ့ပုဂ္ဂိုလ်ရဲ့ဤကုံဟာ ကောသလမင်းလို့ဤကုံချုပ်တတ်တယ်ဆိုတာလေးကိုအလုံးသတိပြုတော်မူကြပါဗျာ